လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေအနေနဲ့မဲဆွယ်စည်းရုံးမှုခွင့်ပြုထားတဲ့ရက်ပေါင်း60အတွင်းမှာရွေးကောက်ပွဲအပိုင်အလုံးအတွက်မဲဆွယ်စည်းရုံးသွားရမယ်လို့စစ်တပ်ဩဇာခံရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကပြောပါရယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအနေနဲ့အော်တိုဘလာ၁၈ရက်ကနိုင်ငံရေးပါတီ59ပါတီနဲ့နေပြည်တော်မှာတွေ့ဆုံစဉ်ပြောကြားခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေမဲဆက်စည်းရုံးမှုအတွက်ရက်ပေါင်း60သတ်မှတ်ပေးထားကြောင်းပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်ကြေညာထားတာပါဒီဇင်ဘာလ28ရက်မှပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်း1ကိုမြို့နယ်ပေါင်း102မြို့နယ်မှာပြုလုပ်သွားမှာဖြစ်ပြီးအပိုင်း1ကိုတော့မြို့နယ်100မှာ2026ခုနှစ်ဇန်နဝါရီလအတွင်းအပြီးပြုလုပ်သွားဖို့ရှိနေတယ်လို့စစ်ကောင်ဆောင်ကပြောထားပါတယ် ကြန့်ရှိနေတဲ့မြို့နယ်တွေကိုတော့နောက်တက်လာမဲ့အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်တို့ကတာဝန်ခံပြီးကြားပြတ်ရွေးကောက်ပွဲတွေပြုလုပ်ပေးသွားရမှာဖြစ်တယ်လို့လည်းပြီးခဲ့တဲ့ NCA နှစ်ပတ်လည်အခမ်းအနားမှာစစ်ကောင်ဆောင်ကပြောထားတာပါရှင်။